မင်္ဂလာပါရှင်။စာရေးဆရာကြီးစင်ဖြူကျွန်းအောင်သိန်းရေးသားထားတဲ့တမီစာဝိထုတော်များစာအုပ်ထဲမှာဘဝရေပွဲချုပ်တမြိန်ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဘဝရေပွဲချုပ်တမြိန်အခန်းတင်နေကပူလာပါပေတနေထွက်သစ္စာရွဲ့နှုများသည်ဖုံဆောင်ကိုချုံလျက်အိမ်မောကြနေကြတယ်။လေသည်တက်တဲ့ကလေးတော်များမခန့်တန်လျက်များသာတရရဲ့တမြင်မြင်တက်နေသော တဲပင်လဲရာဆတ်ဆောင်ကြီးမှာလုံးဝငြိမ်သက်နေပေတယ်။အခါတိုင်းမူဂျိုးပူတန်ကလေးတစားတလေအော်အော်ခွတ်တွေ့ချိုတန် တခွန်းတလေကြာရတက်၍အသက်ရှိသေးသည် ထင်ရတယ်။ယနေ့မူအညိုတကြီးပူလောင်နေသောနေရောင်အောက်မှာပကတိအသေးကောင်ကြီးတစ်ဖွဲငြိမ်သက်နေပေတယ်။အေးဆောင်မှာခါဝဲပစိုးကို ဖြည်းပြီးရခတ်ရင်သူအရေးခိုရာကြားဆောင်လက်ညိုးပင်ကိုမော်ကြည့်တယ်။ နဂိုကအရွယ်မွေးငဲ့သောကြာဆောင်လက်ညိုးပင်မှာကြောင်ကုတ်ခံရသောတက်ကူရတောင်နေအယိုးအပြန်ပြန်ထနေလေတဲ့ဒီအပင်ကမြေတို့လျင် အရိပ်ပေးနိုင်ပါမည်နီတို့ဖြင့်ညာဒီနာတဝက်တွင်ဒီအပင်သာအေးဆောင်အတွဲအရိပ်ခိုစရာရှိတယ်။တိမ်တော်ကြားဆောင်ရိုးများကြားတွင်ရွက်ချောက်ကလေးများညံ့နေကြတယ်၊ကန့်ညင်နေကြတယ်။ဖို့တည် ဒီတင်းရွက်ချောင်းများကြားတွင်တသားတည်းတယောင်တည်းဖြစ်လျက်ငင်းငင်းကလေးခိုကန်လေးရှိတယ်။ထို့ကြောင့်အေးဆောင်ငြိမ်ပြီးကြည်နေမိတယ်။တကန်ပြီးတကန်တက်ခက်ပြီးတကန်ညလုံးကိုရွှေပြောင်းနေတဲ့ရှိတဲ့တဝါတကောင်တလေးကိုမျှမတွေ့ရချင်းသူသည်စုံးကန်ပြန်ချိန်မတိုင်မီကားပဲထမင်းစောစောစားပြီးအိမ်မထွက်လာခဲ့တယ်ဖွက်လိုက်ရန်လိမ့်ချရန်ရည်ရွယ်၍လန်တချာ ဓမ္မတိုတလက်တာယူလာခဲ့တယ်။ကပိုက်ထောင်ထဲတွင်ကပြောင်မိုးပဲဆက်လက်သုံးလေးနဲ့မိခက်တလုံး။ယခုမော်တိန်စာပြူပြီ။လက်လည်းမတွေ့ဖို့လည်းမရ။ကုံလေးသည်ရခရိုအဆက်ချုံများတွင်ဝှက်လေရှိတယ်။သူ့ဤခြေလေးကြောင့်ဖြင့်ကျဲ၍ပွမွလာသော မြစ်ပွားတဲ့သို့ကိုကိုခယုပွေပက်ပြီးဝင်လေရှိတယ်။ညင်ညင်ကလေးဝင့်နေသောကြောင့်အမတ်မဲ့သွားသူများမသိတော့ညာ စစ်ဆက်ဆက်ကြည့်ပါမို့မြေကြီးတွင်ဘွေရစ်ထင်သည်ကိုမြင်ရနိုင်တယ်။ဒီတို့ဆိုလျင်လမ်းဖြဲဆက်ဆက်ကလေးထောက်ကြည့်စကြည့်လိုက်ပါကလက်ကိုတွေ့ပေတယ်။အေးဆောင်မှာတမန်လေးကမို့ရနခင်းကြော်ရုံဖြင့်လက်သုံးကောင်ရခဲ့တယ်။အိမ်အပြန်တွင်လည်းဖုတ်တကောင်ရသေးတယ်။ယနေ့မို့ရငါးခင်းကြော်ခဲ့ပြီ။ပိန်ကက်နေသောဗရက်ကလေးတကောင်ကိုသာကျုပ်ခနဲ့ပြေးသွားသည်ကိုမြင်လိုက်ရတယ်။ သူသည်ပတ်ဝန်းကျင်ပတ်ချသို့မျှောကြည့်လိုက်တယ်။မျက်ချောက်ဖုံးသောပုံမမွဲများအရွက်မဲ့ရှားဆောင်ပဲများထနောင်းတနက်ခါနှင့်တန်လှန့်အရေးများပိုးအတော်ဝဲဝဲတွင်မှနွားတအုပ်ကိုမြင်ရတယ်။ညီတို့နွားတွေပါလေ။နှအုပ်ကိုစူးစားကြည့်ရင်ကသလွတ်တလိတ်ကို ထုတ်ယူကမိညီတယ်။မိကိုပြညွညွသည်တိတ်ကန်းကြောင်တချောင်းအလာ ထိုးတက်သွားတယ်။လေးညင်နေပုံပြသောတက်သေးပင် အေးဆောင်သည်စလိတ်ငွေကိုတအားရှိုက်လိုက်တယ်။ရောင်မိုးဖဲ့နုနုကို အစီကံလှုပ်ထားသောစလိတ်သည်တစ်ချဲရှယုံဖြင့်ချိုမွေးသောအရာသာကိုခန်းစားရကအမောပြေသွားတယ်။ယခုတော့မချိုအမောမပြေ။ရင်တွင်းရောအာကရင်းပါပူလောင်ကရေငက်လာတယ်။စလိတ်ကိုတဖွာသောအရာသာတွင်နုံနောက်တဖွာသောချိုမြိန်နုံစက်ဖွာလေးလေးရေငက်လေးလေး တို့ကြောင့်ဆက်လက်မီကိုရေပြင်တွင်အသာဖိ၍မိငိမ့်တန်စင်ရှုပ်ခနဲ့အတန်ကြရတဲ့အေးဆောင်မလုံရှားပဲအသာဆောင်ကြည့်ရင်ရင်ထဲတွင်အေးကနေဝမ်းသာသွားတယ်ဖို့ကြီးဆက်လက်ကိုအသာချတယ်လန်ရိုးစီတို့လက်ကိုရွှေ့တယ်လန်ရိုးကိုစုံမိလျင်အသက်အောင်လျက်အသိဖြစ်အောင်ဆွဲယူတယ်ဖို့ကြီးကလည်းအေးဆောင်ကိုမတင်ခါကြည့်ကြည့်နေတယ်လန်တန်သည် လေထဲမြောက်သွားတယ်။ဖော်လဲရှုပ်ကနေပြေးတယ်။ဖော်နောက်တော့ဓမတူပါပြန်ဝဲသွားတယ်။ဖို့ကိုမထီးအေးဆောင်သည်ဓာတ်ကိုအပြေးကောက်တယ်။မယာလှန်ကိုဆွဲတယ်။ပါလာတယ်။ဖော်တော့တော့ပြေးလိုက်တယ်။ရှိတွင်ရေစီးချောင်းတက်ရင်မြောင်းရှိတယ်။ဒီထဲတော့ဖို့ကြီးရှော့ကနေအဝင်တွင်လှန်ဖြစ်လှန်ပြပြန်တယ်။ဒဏ်နာလိုက်တာကွာ။လှန်သွားသည်ဖို့ပဲရှိ ဖို့ချင်းမြေကို ဝင်ဆိုင်လျက်ကျင်းခါနေတယ်။ဖို့လဲထူရင်းနဲ့ဝင်သွားလိမ့်ပြီ။အေးဆောင်လက်ပြားခါတယ်။မချင်းမရဲတက်ခေါက်တယ်။ရံလုံးမပါတော့ရံလုံးမပါလို့တပြည့်တောက်တောက်မြည်တမ်းပြန်တယ်။အေးဆောင်မှာစိတ်ပြဲမောပန်းစွာဖြင့်ကြားသောလက်ညိုးပင်ရင်သို့ပြန်လာတယ်။တောလေလိုက်လို့သောရံလုံးအားငေါငန်းထားခဲ့မိသည့်အတွေ့မိမိကိုယ်ကိုအပြစ်တင်ုံမကား ရက်လက်လေးလုံးအရှိတထောင်စုံခန့်ရှိသောဖွကြီးကိုမြင်အောင်နေတဲ့ပြေရင်လွားရင်ကြကြံခဲ့သောတလိန်များနှင့်မိခတ်ကိုလိုက်လံကောက်သိမ်းနေစဉ်ခွေးဟောင်းတန်းများကြရတယ်။ခွေးမှာနှာတွင် အဖြူနှင့်အနဲ့ကြားထားတယ်။ဟာငပြော့ခွေးပါလားအခန်းနှင့်ငပြော့ဤခွေးကြားဖို့သည်တအားဟင်ရင်အေးဆောင်တန်းပြေးလာတယ်။တို့ဖြင့်ညာအနာအယောက်တွင် အမီးရန်ကငိမ့်တဲ့သွားလေတယ်။ဟဲ့အောင်ဘာလုပ်နေရလဲ။တမ်းမင်တအုံနောက်မှာပေါ်လာတော့ငပြော့လက်ထက်တွင်လင်းမွေတကောင်ပါလာတယ်။မွေကို ခွေပြီးနှွယ်ဖြစ်စီထားတယ်။နဲရာကြီးမဟုတ်ပါလားဟ။ဘယ်နာရလာတာလဲကွ။အေးဆောင်ဝန်တာအာယာမေးတံဖြစ်ကြိုတယ်။ကိုပိန်ရထိတ်ကမကြီးပင်နာကရတာကွ။ကြားပုံနဲ့တွေ့လို့မကြီးပင်ပေါ်တက်အပြစ်မှာငါရောက်သွားတာနဲ့တိုးတာကွ။ ။ဘာရမလဲ။အမိဆွဲပြီးရေကြီးနဲ့ကန်ရိုက်လိုက်တာတစ်ချက်ပဲဟိ။အနေဆုံး တပိတ်တာခံရှိမယ်။ငပြော့မိသားစုအတွေ့နှစ်နှက်တော့ကောင်းကောင်းဖူလုံးမယ်။မင်းဘာလုပ်နေတာလဲကွာ။ငါလား။အေးဆောင်မဖြေတဲ့။ဒီပုံဖြင့်ရာချိုရာချားတွင် ရောက်နေသူသည် သူ့နယ်ပင်ဟင်းသားရှာပွေသူဖြစ်ကြောင်းငပြော့သိပါတယ်။သိပါလျက်နဲ့မေးတော့ကြောင်း ငါးလားတွင်ရက်နေရခြင်းဖြစ်တယ်။ညတွေကိုစောင့်နေတာဖြစ်ဒီမှာမစောင့်နဲ့ဗျာ။ဖိုးပိတ်ရရဲ့ဖိုးပတ်ရိုးဆက်မှာအဖော်ရင်းနဲ့တွေ့ခဲ့တယ်။ထင်းခွေနေထင်းမကွာ။ညတွေနဲ့အေးဆောင်တို့ကြိုက်နေကြသည်ကိုထနောင်းနှစ်ခွာတရွာလုံးသားမကရွာနီးနားပတ်ဝန်းကျင်ကပါသိတယ်။ထို့ကြောင့်ညတွေအားစောင့်နေသည့်အထင်ဖြစ်ပြောခြင်းဖြစ်ပေတယ်။တော်စမ်းမကွာ။ဟောဗျာ ူတို့ကောက်ကွေးနေကြတယ်။ဒီအကြောင်းကို မသိတော့ငပြော့မျက်လုံးပြူရတယ်။ညသွေကောက်ပုံကလည်းအစမ်းသာလွန်ခဲ့သည့်ခုနှစ်ရက်ကနက်နက်ရွက်တရွက်ခုတ်ခဲ့ပါဟုညသွေကမှားတယ်။ဘာလို့ဖို့လဲမေးတော့အခါတက်လိတ်ကြိုးစီလောက်ရန်ဟုသိရလေတယ်။အိမ်တွင်တက်လိတ်လိတ်တော့သူများအတွေ့မအောင်ကြစ်အောင်ပုတ်ပြီးသားဆက်လက်ကြီးပွားမသွားအောင် ပြီးနောက်ရန် စီချိုးလိုတယ်အချီဖြစ်ချီရလျင်အချီတလုံးစေကအနှင်သာတို့ကြောင့်နတ်နတ်ရွယ်ရိုင်းကို အပုပ်စိန်ကထူရလျှော်လိုက်လျင်ရရှိလာသောနတ်နတ်ချင်းဖြင့်ဆက်လက်စီကြတယ်တို့ဖြင့်ညာဒီနတ်နတ်ပင်မှာပေါများစွာတယ်ဒွါနာတွင်ရှိတယ်မြတ်ွယ်တို့ရာထဲတွင်လည်းရှိတယ်ရာသွာလမ်းတွင်လည်းမလိုချင်းအစုံတို့ဖြစ်၍ မြက်ပါတာနဲ့ခုတ်ပါလားကြည်စားမိတယ်။ဒီကလေးကသူ့ကိုညသွဲမခေါ်သေးမှယနေ့ထက်တင်းဒီအကြောင်းကိုငပြော့ရိမ့်မိပုံမရသေးအတွေ့တအံ့တအောဟောပြခြင်းဖြစ်ပေတယ်။ဟောပြရီဟောပြက်တွေလုံးမနေနဲ့ငါဓာတ်နဲ့ထပ်တွက်လိုက်ရမလား။အမငါကအကောင့်ပြောတာပါဗျာ။ငပြော့ဆက်လိုက်ပြီးတဖွာဖွာပြေထွက်သွားတယ်။ သူတစ်ပါးတောက်သောဆက်လိတ်နဲ့မှအေးဆောင်အတွဲမှုန်းတယ်။ဆက်လိတ်တောက်ခြင်းစိတ်ဖြင့်ဆက်လိတ်ကို ကောက်ကင်ပြီးမှ ရေပိုငှက်မြီကိုတွေးမိ၍မီးမညီရဲ့ညသွယ်တို့စီမများ ရေပါမလား။ဒီနဲ့တွေးပြီးမှညသွယ်တို့ဘဲသူတွားရကောင်းလို့စိတ်ကူးပြီးမှပေးနေလိုက်တယ်။မတော်ဘူးမတော်ဘူး။သူ့လာချော့တယ်ထင်နေအောင်မယ်။သို့တော်ရင်ငယ်တယ်။အနည်းဆုံး ရေရနိုင်မည်နေရာကိုစဉ်းစားတယ်။ဟုတ်ပြီ။ကိုရင်ကြီးကြောက်တွင် ရေရရှိနိုင်သေးတယ်။ကိုရင်ကြီးကြောက်မှာ တမိုင်းပြော့ပြော့ဝေးတယ်။အေးဆောင်တို့ဘာဤဘာများလက်ထက်တုန်းက ကိုရင်ကြီးတပါတော်ရစောက်တီသွားခဲ့သောနေရာဖြစ်သောကြောင့်ကိုရင်ကြီးကြောက်ခေါ်သည်ဆိုတယ်။နေသည်တို့ပြီးများပူလာရော့လာထင်ရအောင်ပူတယ်။အေးဆောင်မှာခေါင်းကို ခမောက်ဆောင်းထားသဖြင့်အပူသက်သားညာ ကျပြန့်တော့ကြောမဲကြီးမှာမိကြီးကအတင်ခံထားရတဲ့နဲ့ပူလောင်လာတယ်။အလွာအလွာကွာကြနေတော့အဖက်ကြီးတွေကသာကြောပြင်ကိုဖုံးမထားလျင်ဒီထဲပူလိမ့်မယ်။သို့တော့ဒီအပူကို သူမမှုပါ။တွားရင်လာရင်လိတ်ချင်းတွင်တို့ဖို့တွင်တို့ဖြင့်ရေပြင်ပေါ်မျက်စိဝေးလိုက်။တစ်ပင်ကြီးကြီးတွေ့လျင်မျက်စိကစားလိုက်ဖြင့်ရှောက်တယ်။တဲဆန်သောမြေတွင် ရက်ကန်ရက်ကန်ရုံ၍ကြောက်ဖြုံမြင်းနေပေါ်ရောက်လျင်တွတ်တွယ်လျှောက်တယ်။တော်ယုံတန်ယုံကြောက်ခဲအချော်နဲ့ငုံဆွေးသည်သူ့ခြေထောက်ကိုမတိုးပါ။ခြေပေါ်အားသည်တဲပူတဲ့တွင်နှိရှည်လာများထက်လော်ထားခဲ့သောကြောင့်ကျက်နေပြီ။အကျက်လွန်က ဖနောင်းများတွင်ဧကွဲနေတယ်။ကြောက်ခဲကလေးများဒီဖနောင်းကွဲတဲ့၌ညံ့လျက်ပါလာကြကတနေရာအရောက်တွင်ပြုတ်ကျကျန်ခဲ့ကြတယ်။ မကြမီပင်လက်ဟာနေတော့ဖနောင်꿰တဲ့တော့ကြောက်စလက်ခဲတခဲအလဲရောက်လာပင်အေးဆောင်တကောလုံးချွေးရည်ဖုံးနေချေပင်အပေါ်ကပိုးသည့်နီးတူညည်ကြီးကလည်းအပူဟတ်တယ်ကြမ်းထူသည့်နေရာရောက်လျင်ပိုးပြီးဟတ်ခံရတယ်စူပွက်နေတော့ရင်ွေးအိုးဝတွင်ညနာအပ်ထားရပြီတော့လေပြေအေးလေးတစ်ချေဝေလာတယ်အေးဆောင်ခြေလမ်းများတွေ့လာတယ် အေးဆောင်သည်ရိုးကြောက်ကလေးတစ်ခုကိုဖြတ်ရင်းလေပြေတုတ်သည့်ဘက်သို့ညှော့ကြည့်လိုက်တယ်။မွဲအိုသောမြေပြင်နှင့်ပြာဟောက်သောကောင်းကင်အစက်မှမိုင်းမုံမုံမြင်ကွင်းလေပြင်းကြီးကြမည်လောလေဝဲကြီးလာမည်လောတခုကိုပင်ကိုရင်ကြီးကြောက်ထိတ်တွင်ညောင်ပင်ကြီးတပင်ရှိတယ်။ဒီမှာတော့လေตายာပါပင်အေးချမ်းပါပင်ငယ်မျိုးစုံတို့ဤအတန်များဖြင့်စီဝေနေတယ် တီးမြအကောင်ပလောင်စုံနေလျင်ကြောက်သေးတွင်မုတ်ချရေချီမယ်ထို့ပြင်ကြော်ကွင်းသမားပြောင်းသမားများလည်းရှိလိမ့်မယ်အေးဆောင်သည်ညောင်မင်းရိတ်တွင် အပန်းဖြေခြင်းမျက်လုံးကိုအလုပ်ပေးတယ်ငှက်ထောင်သူများမရှိပေဟာဒုက္ခပဲဟိမျက်လုံးမျက်စံပြိုလျက်အေးဆောင်အောမိတယ်ငှက်ထောင်သူမရှိခြင်းမှာဒီနေရာတွင်ငှက်စီကားလေးမရှိခြင်းကြောင့်ဖြစ်တယ် အဘဲကြောင့်စီကားလေမရှိရသည်။ကြောက်အတွင်း၌ရေမစီတော့ကြပါသည်။သို့ပြလျင်ယခုအဘဲကြောင့်စီကားနေရသည်။လေပြင်းကြမြေကိုကြိုတင်သေးသောကြောင့်အပင်ကြီးကြီးတွင်လာရောက်မိခိုကြခြင်းဖြစ်မည်။ထို့ကြောင့်ကြောက်အတွင်းသို့အေးဆောင်ပြေးစင်းနေ။အမှန်ပင်ရေမရှိ။စမ်းရေခန့်ခဲ့သည်မှာ၁၄၅ရက်ရှိပြီထင်ရတယ်။နောက်ဆုံးကြောက်ကဘာနံရံတွင် ရေခွက်ကလေးတစ်ခွက်တွေ့ရသဖြင့်အေးဆောင်စုတ်တော့ရတယ်။အေးလိုက်သည်ရေအရသာရှိလာသည်ရေပင်မန်းသမျှတို့လွင့်စင်သွားလေတဲ့ထိုစင်တွင် လေပြင်းတိုက်ခိုက်လာတယ်တောဝအတန်ကိုကြာရပြီညောင်ပင်ကြီးမလုံသေးတအောက်ကြာများကြာသွားတယ်လေမလာသေးဒီတို့ဆိုလျင် လေတန်းပြီဟိုအေးဆောင်တွေ့လိုက်တယ်ကံမာတစ်ဖက်သို့ကက်လာရင် အမေအတွေ့တွေးတော်ပူပန်မိလေတယ်။အခန်းတော်တန်ပုံးလဲအစည်းတရာခန့်အပြင်းမောင်းနေလာသည့်အတံမျိုးဖြင့်လေပြင်းကြရောက်လေပြီ။ကြီးမားခန့်ဖီလိုသည်ဖြင့်တော်ယုံလေးကိုထီမထင်းဟုထင်ရသောညောင်ပင်ကြီးမှာဂိုင်းပြားဂိုင်းနာတွေပြက်လွင်ကုန်တယ်။အာကိုတကြီး လာရောက်ခိုလုံသောငှက်ကလေးများလဲတိရွယ်များနဲ့အတူလွေ့ပါသွားကြတယ်။အေးဆောင်မှာ ကပယံများ ကြောက်တုံးကြောက်ဆိုင်များဝန်းရံနေသော ကြောက်သေးရောက်နေ၍ဖုံတန်အမိုက်တရိုက်တန်နှင့်ဂိုင်းကြိုးဂိုင်းပဲထိရိုက်ခံရမည်ဘေးမှလွတ်နေခြင်းဖြစ်တယ်။ကောင်းငင်တစ်ခုလုံးမှောင်ပိနေတယ်။ဖုံတိန်တိုက်ကြီးသည်နေရောင်ကိုပင်ဖုံးအုပ်ထားတယ်။ကြက်ခနဲ့အမေကိုပြေရွေတရေရတယ်။အမေသည်ဟိုဟာဆွဲဒီဟာတိန်ဖြစ်အလုံးများနေပေးလိမ့်မယ်။ သကောကလွင်၊သကာကလန်၊တောင်ပလုံကလေနိုင်ပါမို့။ရာများနေသောအမေသည်ဖုန်ကြားထဲတွင် ပိုတိုးသည်တိုင်ဖြစ်နေရှာပြီလော။တနေနေရာမှာလွင်လာသောထန်းရွက်နှင့်ရိုင်းမိပြီးလဲကျနေပြီလော။တစ်ကိုင်းကျိုးနှင့်မှလို့ပါလေစား။အမေမတဆင်ဆက်၍အိမ်ကိုစိုးရိမ်ပြန်နေ။အိမ်ကိုထရွက်ဖြင့်မိုးထားတယ်။လေတံခုခံနိုင်ရန်ဖိထားသောတုံးများမှ ခိုင်မာမည်လောတုံးတွေပြုတ်ကုန်၍ထရွက်တွေလွင့်ပြန်ကုန်ပြီလော ဟာနွားတွေနွားတွေမှာတင်းကုန်ထဲတွင်ရှိတယ်တင်းကုန်မခံ၍ပြိုကျမှဖြစ်အမေအိမ်တင်းကုန်နွားအမေအိမ်အေးဆောင်တတိလွတ်သွားတယ်ကံမာကိုကက်ခိုနေရာမှာအိမ်ပြန်ရန်ခုံထားလိုက်တယ်เจ้าအလဲတို့ပြေးထွက်တယ် လက်မောက်ခန့်တုတ်တော်တကိုင်းတကိုင်းပွေကနေပြေးလာတယ်။အေးဆောင်ငုံရှောင်ကကံမပြေကတ်ရတယ်။အရင်မကိုဝင်ပြီ။ရင်တွဲ၌ညီမြပူလောင်နေရညာ။အေးဆောင်မထားရတော့ပါ။လေတံကိုနားဆွင့်ရတော့တယ်။လေသည်တဖြည်းဖြည်းကြော့၍ကြော့၍လာတယ်။ထို့နောက်တဖြည်းဖြည်းရက်သွားတယ်။လေငိန်သွားတော့ညာကောင်းငင်သည်မှုံမြဲမှုံနေစေ။ နေမင်းသည်လည်းငုံရှိုးနေမြဲနေစေအေးဆောင်သည်ဓမတုခမောင်းနှင့်လံကိုကောက်ယူကရွာသို့အတော့နှင်ခဲ့သည်ဖုံမောင်ကြီးဆက်ကြနေလျင်နေမဝင်မီမှောင်လိမ့်မယ်လာမရှိကြဲမရှိနှင့်ပို၍ခံနိုင်နေသို့တော့အလားလန်းနှင့်စန့်ကျင်ပင်ကံပါဆောက်ကိုပွင့်ပတ်တက်မိချိန်တွင် ဖုံတိန်တို့နောက်မှ နေလုံးကိုမြင်ရလေတယ်ဟာ အစောကြီးရှိသေးတာပဲအေးဆောင်အာရဝန်းသာအော်တယ်အော်မိတီနေအမြအတော်လဲနေလာတယ်ရွာတော့မျှော်ကြည့်တော့အခါဖုံလုံးကြီးသာမြင်ရတယ်ထို့အခါရွာစီမှာတော့လေမငိမ့်သေးဘူးထင်တယ်တွေးကတွက်တွက်လှမ်းမိပြန်တယ်သို့ဖြင့်အေးဆောင်ကြီးခြေလမ်းသည် တွက်လိုက်နှေးလိုက်ဖြစ်နေတယ်ကောင်းငယ်တကူလုံးဖုံးအုပ်နေခဲ့တော့ဖုံခဲကြည့်သည် တဖြည်းဖြည်းပြည်သည်နှင့်အမျှနေသည်လဲကြောက်ွဲအောင်ပူမြဲပူပြန်တော့တယ်။ဝန်တာနုပင်ခြုံစမ်းမှပျောက်ကြကြပရတ်သုံးကောင်ပြေးထွက်လာတယ်။အေးဆောင်စိတ်ဝင်စားပါ။ဒီရသည်တွင်ပရတ်များ ပိန်လီလောနေ။မတက်တာလွန်၍ဖမ်းယူချက်စားရလျင်လဲအယိုးနှင့်အရေကိုသာဝါရချိန်မယ်။ထို့ကြောင့်လိမ့်နှင့်ဖို့ကိုသာစိတ်ဝင်စားခဲ့တယ်။တောင်ပြိုကျောက်သို့ရောက်လာတယ်။တောင်ကြီးတစ်လုံးကို ထက်ချန်းချမ်းထားသည်နှင့်မတ်ဆောက်သောကံမပြတ်သည်ဝါနှပြန်ခံမြင်နေအောက်ဖက်တွင်ခြုံများကြား၌လူသွားလမ်းပေါ်သို့အုံနှဲပင်တစ်ပင်ကထွက်ပြီးမိုးနေတယ်။အေးဆောင်သည်အုံနှဲပင်ကိုမျက်တော်မခံဘဲစိုက်ကြည့်တယ်။ပြားနှစ်ကောင်ပြန်ထွက်သွားတယ်။ပြားလေးကောင်ဝင်သွားတယ်။ဟော၊သုံးကောင်ထွက်လာပြန်ပြီ။ဟော၊နှစ်ကောင်ဝင်သွားတယ်။ဟုတ်ပြီ။ပြားအောင်ရှိသည့်လက္ခဏာပါတကား ထို့ကြောင့်အုံနေပင်နာတို့ကပ်လာတယ်။ပြားများသည်ဝဲဝဲကကြည်ရစင်ကထက်အဝင်အထွက်များနေတယ်။ဒီတို့ဆိုကပြားဆွဲသည်ကတေးကြပြီ။ဒိုးပညာလူတဲ့ရွေဖြစ်မဖြစ်စီစစ်ရအောင်မယ်။အုံနေပင်သည်မူလာကမမတ်ထောင်ထောင်ပေါက်နေကြရမှာ။ကြောက်ဖဲ့တို့လဲကြခဲ့တယ်။ကြောက်တုံးကြောက်ဖဲများတွင် အမြင့်တွေအကောင်းသောကြောင့်သာပြုံးမကြပဲ။ ုံလုံးချင်းရှည်နေခြင်းဖြစ်တယ်။အေးဆောင်သည် အုံထဲပင်ပင်စီပေါ်သို့လေးဘက်တွားကရှောက်ကြည့်တယ်။ပင်စီလှုပ်သည်ဖြင့်ပြားတွေထလာတယ်။အေးဆောင်ကိုဝိုင်းတုပ်တယ်။အေးဆောင်ကပန်းပွေများဖြင့်အပေါက်ခံရပြီးတော့အေးစေဖြင်းညင်းစွာတိုးလာလေတယ်။ပြားတွေပိုများလာပြီ။အေးဆောင်ခမောက်ဖြစ်ပုံရင်ပြားစွဲကိုမြင်ရရန်ကြိုးစားတယ်။တင်းရွက်တွေကိုဖယ်တယ် ။တစ်ကိုင်းတွေကိုဖဲတယ်။လက်မောင်းတွင်အုံနယ်ကန်ချစ်ရများပွားနေတယ်။ဖြူသောအစင်ချောင်းများမှသွင်းဆိုလာတယ်။တဖြည်းဖြည်းတရောင်စက်အောက်ပိုင်းတစ်ပိုင်းလုံးချင်းချင်းနေနေလေတယ်။ပြားစွဲသည့်ပင်စီအောက်ဖက်သို့ပြားထွက်နေသော အကန်ဤအရွယ်များကြားတွင်ခိုလျက်ဆွဲနေတယ်။ရွယ်စိန်နုနုများကြားမှအရင်ပြစ်သောပြားလက်ဘော့ကြီးကိုမြင်ရပုံမှာ။ ငွေလာမင်းကြီးနှစ်ပင်တူချေသေးတော့အေးဆောင်သည်ပြားတွေဝိုင်းဝိုင်းလက်အောင်တုတ်သည့်ကြားမှာပြားစွဲစီတို့လက်လန်းနေကောင်းကောင်းမမိတက်မမိချင်းပြားရည်ထဲစရာဘူးခွဲပါလျင်လက်ဖို့ကိုနည်းနည်းချင်းဖဲ့ယူကညှိချတော်ဖြစ်တယ်ထဲစရာမပါသည့်အခါတွင်ကပြားစွဲတီရှိသောတစ်ကိုင်းကိုချိုးယူရတယ်အုံနေကိုင်းသည်မကြစ်ပြီးခိုင်းနေတော်ရုံဖြင့်ချိုး၍မရား တပံအုံနေကိုင်းအခဲများလဲကိုယ်ကိုယ်လိန်လိန်ထွေထွေရှဲရှဲရှိလုံးနေအေးဆောင်မှာကျွေတတီကြအောင်ချိုရတယ်အကိုင်းကမကြိုသေးမပြတ်သေးတေကိုင်းကိုဓာပြစ်ခေါ်ရန်မလွယ်ပေဓာလွယ်ပြီးခုတ်เสียရနေရမရှိတို့ကြောင့်တီးခံပြီးချိုးနေရတယ်တေကိုင်းသည်တစ်ချက်ချိုးယုံဖြင့်ကြောင်ငနယ်ကျိုးပြတ်မသွားလျင်ကိုဘက်လှဲ့ချိုးလိုက်ဒီဘက်လှဲ့ချိုးလိုက်ဖြင့်အမြင်ပြတ်အောင် ကျိန်ပန်များစွာလောက်ရတယ်။အေးဆောင်လဲဒီနီးအတာစိတ်ရှည်စွာ ချိုးနေရာလက်ညောင်းလာပြီ။ပြက်ခါနေပြီ။ကြိုးကနေပြီဟိုတော်သောဖြင့်အာတင်းကအန်ကျိန်ွေစက်ချိုးမြဲချိုးနေစဉ်ပင်စီပေါ်မှခြေချောကျသွားတယ်။ချက်ချင်းပြန်ထင်းလိုက်နိုင်ညာပြားစွဲတစ်ကိုင်းမှမို့ဘေးရှိရွက်ထွေးကိုင်းရှုပ်ကိုဝင်ရိုက်မိပြီးပြားစွဲကြီးပဲ့ကျသွားလေတယ်။ ဟာအေးဆောင်တကောင်းလုံးထူပိုးသွားတယ်။ရင်ဘက်ကိုတောက်အကန်ခံရပြီးတော့ခံစားလိုက်ရတယ်။သူသည်ဗဇက်မှအမျိုးမျိုးတိုင်းထွားရင်မြေကြီးပေါ်ရောက်အောင်ပြန်ဆုတ်လာတယ်။ရာဇွဲကျသွားသောနေရာကိုကဘာစုံမှငုံကြည့်တယ်။သင်းစရာရှာတယ်။ကုန်းစရာ တွေ့စရာမတွေ့။အေးဆောင်သည်တောက်တစ်ချက်ပြင်းပြင်းခောက်ခါအစင်းပြေရာဘက်သို့ပြေးလာတယ်။ အေးဆောင်သည့်အုံထဲပင်နှင့်အတောင်တရာလောက်ရောက်မှတင်း၍ရသောနေရာကိုတွေ့ရင်တန်းပင်များကို တိုးကတွဲကဆင်းနေနနက်ရွက်ထိတ်မှမဲနေသောစူးချုံများကပေါင်ကိုထိုးတယ်ခြေတလုံးကိုစွာတယ်တကြက်တလေတွင်ခြေနှင်းသောနေရာမှကြောက်ခဲပြုတ်ထွက်သည်ဖြင့်ကျော်ကြစဉ်ခြုံပုံများနှင့်နဘေးပို့ရချေရသေးတယ် ို့စဉ်တွင် ခွေအောင်တန်းများကြရတယ်။အေးဆောင်အပြေစင်နေ။စင်ရမလွဲပါ။နှွယ်ပင်များကခြေကိုညှိတယ်။လက်ကိုစွတ်တယ်။တောလေသူတယောက်သည် ခွေတအုပ်နှင့်ရောက်လာက အုံနှဲပင်အောက်မှဖြတ်သွားတယ်။အေးဆောင်သည် ထိုခွေအုပ်နှင့်လူကိုပြပြကလေးသာ မြင်လိုက်ရတယ်။ညီသူမြဝဟိုရွေမသေးလိုက်။တို့တဆေပြာဆွဲကမရှိတော့ပါကြောက်ကြားတွင် မတင် ခြုံရွယ်တွင်မငီမြေတွင်လည်းမရှိပါအေးဆောင်သည်မြေကြီးပေါ်ပြစ်ထန်ချလိုက်မိလေပြားစွဲကိုမတွေ့ရတော့လဲလေသည်ပြားရည်နှံ့ဖြင့်ထုံနေဟန်ရှိတယ်အေးဆောင်သည်နှာခေါင်းရှုံချီပွားချီလုံရင်ကတည်ရွယ်ချောက်ကလေးတည်ရွယ်ကိုကောက်ယူလိုက်တယ်တည်ရွယ်မျက်နှာပြင်အပြည့်ပြားရည်များစိုးစွနေတယ်အေးဆောင်စဉ်းစားမနေပါ တည့်ရွယ်တည့်ရွယ်လုံးကိုပါဇက်ထဲသို့ပြစ်ထည့်လိုက်လေတယ်။ချိုလိုက်ပုံများမှာညီသည်ပြရည်နှင့်များမတူ။အင်းကောင်းလိုက်တာကောင်းလိုက်တာ။အေးဆောင်တန်တန်တတရေရော်ရင် နောက်ထပ်ပြရည်စွန့်ထင်းတော့တည့်ရွယ်ကြောက်ခဲတခုတလေတွင်လို့ဖြင့်လေးဘက်ထောက်ခါထက်မှန်ရှာပွေနေစဉ်ချုပ်ကနေလျှော့ကနေအတန်ကြားတယ်။လင်းမြန်စွာမောကြီးကခုံထပြီး ပြေးချောင်လိုက်ရတယ်။အုံထဲပင်ပင်ချေနားစီမှတင်းနောက်အရွယ်ကြောက်တုံးကြီးတလုံးကျွတ်ထွက်လာကအေးဆောင်နဲ့တထွားမြအကွာမှပို့လိမ်ထွက်လာတယ်။အေးဆောင်သည် ပြတ်တုတ်ခံရသဖြင့်ပိတ်လူလူဖြစ်နေသော မျက်လုံးများဖြင့်အုံထဲပင်ကိုမော်ကြည့်တယ်။အုံထဲပင်အောက်တက်တဲ့ကြောက်အတွင်မြေပြင်ကိုငုံကြည့်တယ်။ငုံလိုက်မော်လိုက်သုံးလေးချိန်လောက်ကပြာစွဲအစအနာ ပြားရင်အစုံအဆက်ကိုရှာဖွေပြီးနောက်တွင်ကအေးဆောင်သည်ခမဓာနှင့်လံကို ကောက်ယူ၍ထိုနေရာမှထွက်ခဲလေတယ်။နေသည် အနောက်ဖက်တောင်ကုန်းစီသို့ထိုးဆင်းနေပြီ။အမေသည်လည်းယခုထက်တာရောက်မလာသေးသောသားကိုညှော်မောရှာရော်မိ။ပြန်မဟုတ်ကဲ့ပါရှင်။တိုင်းစရာကြီးစင်ဖြူကျွန်းအောင်တဲ့ရေသားထားတဲ့ဘဝရေပွဲချုပ်တမြင်ဆိုတဲ့ ဝိတုတိုလေးကဒီညလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူ အားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။